ဟိုးအရှင်နှောင်းကတာခါမူရာတယောက်လမ်းမေးမှရံပေါ်လေးဆင်နွှဲနေတဲ့အချိန်နီးပြကြီးမြင်သွားခဲ့ပြီးသူ့ရဲ့လက်သီးတွေနဲ့သာဆိုရင်ကပတ်ချက်မီရခပတ်ကိုမျောလင်းလို့ရတယ်ဆိုကရီမှန်းချက်ထားခဲ့ပါတယ်အခုချိန်မှာတော့သတင်းထောက်မလေးတယောက်ကတာခါမူရာအကြောင်းနဲ့ပတ်သက်ပြီးနီးပြကြီးကိုအင်တာဗျူးနေခဲ့ပါတယ် တာခိုင်မူရကလည်းခိုးပြီးနားထောင်နေရကြောင်းနီးပြကြီးကတာခိုင်မူရမှာအကျင်ကောင်းတွေမရှိရတဲ့အပြင်ချန်ပီယံတယောက်ရဲ့အပြုအမှုမျိုးတွေမရှိဘူးဆိုပြီးသူနေရပြန်ပါတယ်။သတင်းထောက်မလေးကတာခိုင်မူရကိုအင်တာဗျူးဖို့တက်ကြွနေပြီးနှာဘူးအကြီးစားကြီးတာခိုင်မူရကလည်းသူ့ဘာသာအင်တာဗျူးဖြစ်မယ်ဆိုကနီးပြကိုအခန်းအပြင်နှင်ထုတ်လိုက်ပါတယ်။ ်မိပြကြီးခမိုကာဝတီထောင်ခဲ့တဲ့သူ့ရဲ့ပေါင်းစင်ချင်းလေးဟာတာခါမူရရောက်လာပြီးမှတိုးတက်လာခဲ့တာဖြစ်ပြီးတာခါမူရကဒီဂျင်ကြီးရဲ့ကိန်းနေရှင်ဖြစ်ကြောင်းယာဂီယာပြောပါရင်းအီဘိုကတာခါမူရရဲ့ပထမဆုံးထိုးပွဲအကြောင်းပြောပြပေးဖို့တောင်းဆိုလာတော့ငโกကလေးကဒေါကနေတဲ့မိပြလေးရုပ်စရာရှိရာလှုပ်ဖို့အော်ဟစ်ပေးလိုက်ပါရင်းသူကိုယ်တိုင်ကတော့နေရံမှာချိန်ထားတဲ့ချန်ပီယံကြီးတာခါမူရရဲ့ဓပုံကိုကြည့်ရင်အရင်အချိန်တွေကိုအောင်းမေးမိနေပါတယ်။လမ်းမေးရံပွဲမှာလူမိုက်တွေကိုပညာပေးနေတဲ့တာခါမူရကိုမြင်လိုက်ရတဲ့အချိန် ဒီကောင်းရဲ့လက်သီးတွေကပရိုပေါ်ဇာတွေထက်တောင်တာလွန်နိုင်တယ်လို့နှီးပြကြီးကတွေးမိလိုက်ပါရင်အဲဒါကြောင့်ရန်ချင်းနေတဲ့တာခါမှုရောက်တားလိုက်ပြီးတော့ခန္ဓာကိုယ်စစ်ဆေးကြည့်ရတဲ့အခါတဘာဝအတိုင်းပျော်ပြောင်းနေတဲ့ကြွက်သားတွေကပေါ်ဇာတယောက်ဖြစ်ဖို့ပါရမီတွေရှိနေပါရင်ပါရမီပါတဲ့တာခါမှုရရဲ့ထိုးချက်တွေကိုကြိုးဝိုင်းနေမှမြင်နေတာကြောင့်နှီးပြကြီးလည်းစတင်ပြီးတော့မြှူဆွယ်ရပါရင်စိတ်ဆက်တဲ့တာခါမှုရကိုအဲလောက်တောင်တာခါချင်းစိတ်တွေပြင်းပြနေရင်လူတွေကိုတရားဝင်ထိုးနိုင်မဲ့ဘောင်စင်းဆိုရာကြီးနဲ့မိတ်ဆက်ပေးမယ်လို့ပြောလိုက်ပါရင် ။တခါမူရကလည်းစီးမင်းတွေကိုသဘောမချပေမဲ့ဆိတ်လျှာဖို့ကောင်းမဲ့ထင်တာကြောင့်နီးပြကြီးအနောက်ကိုလိုက်သွားခဲ့ပါရင်လက်တွေကိုဝင်ရမ်းရုံမဲ့လှုပ်တက်ခဲ့တဲ့ပါရမီရှင်ကြီးကိုနီးပြကဘောင်စင်ထုံကြီးကိုတင်မြပေးခဲ့ပြီးအဲ့ရချိန်တုန်းကမီယာတာရဲ့အဖေကလည်းနီးပြကြီးနဲ့အလောက်အတူတွေ့လို့ခဲ့ပါသေးတယ်။တခါမူရအတွက်နီးပြရဲ့ဘောင်စင်ချင်းကြီးကမွဲချောက်ချောက်နဲ့ကြီးရဆိုပြီးစိတ်တက်ကြစီတယ်လို့ပြောပါရင် ။နီးပြကြီးကတာခါမူရာကိုဘောင်းသင်းထိုးနီးအနှဲငယ်တင်ပေးပြီးအပြေးလက်ကျင့်ခိုင်းတာကပုံများနေခဲ့ပါလိ။တာခါမူရာကတော့အခြားလူတွေနဲ့ပဲရှင်ထိုးချင်နေခဲ့ပြီးနီးပြကနေတိုင်းမနေ့တစ်ချိန်ညဘက်တစ်ချိန်သုံးကောက်စီပြေးရမယ်လို့သတ်မှတ်ပေးထားခဲ့ပါလိ။နီးပြရဲ့တင်းကျပ်တဲ့လေကျင်ရေးတွေကြောင့်အခြားလူတွေကတာခါမူရပြန်လာမှမဟုတ်တော့ဘူးလို့ထင်နေကြပြီးတကယ်လဲတာခါမူရကပြန်မလာခဲ့ပါဘူး မနက်အစောကြီးတခါမူရအိပ်ပုတ်ကြီးနေချိန်နီးပြကြီးကလာနိုးခဲ့ပြီးတော့အပြေးလေးချင်းမို့ခေါ်တဲ့အခါတခါမူရကညင်လိုက်ပါသည်နီးပြကြီးကအပြေးလေးချင်းပြီးရင်ထိုးချက်တွေတင်မြပေးမှဆိုပေမဲ့အခုတော့တခါမူရကလွယ်လွယ်နဲ့ထွက်ပြစ်တတ်တဲ့သုံးစမရတဲ့ကောင်လို့ပြောသွားပါသည်တခါမူရကလည်းမခံချင်စိမ့်နဲ့အပြေးလေးချင်းခဲ့ပြီးဒါပြီးရင်တယောက်ယောက်နဲ့ထိုးရတော့မယ်လို့ထင်ခဲ့ပေမဲ့တဲ့အင်းနဲ့ပဲနှစ်ပါးသွားနေရပြန်ပါသည် နီးပြကဘဲဘဲလက်သီးနဲ့ပဲဂျက်ထိုးချက်လေ့ကျင့်ခိုင်းတော့တာခမူရကညာလက်သီးနဲ့ပဲထိုးနေရကြောင်းအဲ့ဒီညာဘက်ကိုကျွတ်ထုတ်ပေးထားလိုက်ပါရင်တဲအိတ်ထိုးပြီးသွားတော့နောက်တစ်ခါထပ်ပြရပြီးနောက်တရမ်းမှလည်းနီးပြကြီးကအစော်ကြီးလာခေါ်တာကြောင့်အရင်နေ့တွေတုန်းကအတိုင်းပဲလေ့ကျင့်ရပြန်ပါရင်တာခမူရလေ့ကျင့်နေတဲ့အချိန်နီးပြကြီးကအပြင်ခဏထွက်သွားခဲ့ပါရင်နီးပြကြီးပြန်ရောက်လာတဲ့အခါမှာတော့တခါမူရကဘောက်စာတွေစိတ်ခံစားချက်ကောင်းအောင်လို့ဆိုပြီးတခါလုံးကိုစောပုံးတွေလိုက်ကပ်နေခဲ့ပါရင် ဲဒါကြောင့်နီးပြလေဒေါကန်သွားပြီးအားရနေတဲ့တာခါမှုရောအလုပ်ပေးဖို့လူနှစ်ယောက်ထိုင်နေတဲ့ဆိုင်ကယ်ကိုတောင်ကုန်းပေါ်ဆွဲတင်ခိုင်းပါသည်နောက်ရက်တွေမှာလည်းနေပူပူမိုးရွာရွာနီးပြကြီးကတာခါမှုရောကိုအမြဲတမ်းတွားခေါ်ခဲ့ပြီးဘဲလက်တိထိုးချက်နဲ့အပြေးလေးချင်းငန်းတွေကိုပဲစနစ်တကျလေ့ကျင့်ရပါသည်အခုဆိုရင်အပြေးလေးချင်းရတာကိုအသားကျလာခဲ့သလိုဘဲဘက်လက်တိတွေကလည်းပို့ပြီးတော့အားကောင်းလာခဲ့ပါသည်နေစဉ်လေ့ကျင့်နေကြတာတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဝိတ်ကြပြီးကြီးကောင်းလာတာကိုတခြားသူတွေကိုပတ်ကြွနေခဲ့ပြန်ပါသည် အဲ့ရချင်းနီးပြကြီးမုံမိသွားလို့အေးမိသွားတဲ့အကြောင်းကြားသိလိုက်ရတော့တခါမူရပြောသွားခဲ့ပါရင်နောက်တရက်မှာတော့ဖျားနေတဲ့နီးပြကြီးလည်းတခါမူရကိုလာမခေါ်နိုင်တော့ပဲတခါမူရကနီးပြကြီးသူ့ကိုလာမခေါ်တာကြောင့်နောက်တရက်ပြန်အေးဖို့လုပ်ပါရင်ဒါပေမဲ့နေစဉ်လေ့ကျင့်ရေးတွေကသူဘဝနဲ့အသားကျသွားခဲ့တာကြောင့်ပြန်အိတ်တာတောင်အိတ်လို့မရတော့ပဲပုံမှန်အတိုင်းလေ့ကျင့်ရေးထားလုပ်ခဲ့ရပါသည် မိဘကြီးဂျင်းစီရောက်တဲ့အခါသူသွားမခေါ်ရတောင်ပုံမှန်အတိုင်းလေ့ကျင့်နေတဲ့တာခါမှုရောတွေ့လိုက်ရတော့ရင်းချက်လာပြီဆိုပြီးချီချူပေးလိုက်ပါရင်ဒါပေမဲ့လည်းအဲ့ဒီရင်ကျက်လာတဲ့တာခါမူရာကပဲနီးပြကြီးရဲ့ချင်းမှာစော်ပုံတွေကတ်ထားတာဖြစ်လို့ပြန်ခွာခိုင်းနေရပြန်ပါသည် တခါမူရကလက်မခံတဲ့အပြင်အခုကစပြီးနီးပြကြီးရှိရှိမရှိရှိသူကတော့ပုံမှန်အတိုင်းပဲလေ့ကျင့်သွားမယ်လို့ပြောခဲ့ပါရင်နီးပြကြီးကအသက်အရွယ်ရှားနေပြီဆိုပေမဲ့လည်းမျိုးဆက်တဲ့ပေါင်းစားတွေကိုပြိုးထောင်ပေးရမှအမြဲတမ်းတက်ကြွလှုပ်ရှားနေခဲ့တာဖြစ်ပါရင်ဒါကိုမြင်နေရတဲ့တခါမူရကလည်းနီးပြကြီးအပါအဝင်ဒီပေါင်းစင်ချင်းကြီးနဲ့တဟားသတာဖြစ်လာတယ်လို့လေ့ကျင့်ရေးတွေကိုလည်းပုံမှန်အတိုင်းလှုပ်လာနိုင်ခဲ့ပါရင်တနေ့မှတော့နီးပြကြီးတို့ဘက်ကကံလန်မှုတစ်ခုရောက်ရှိလာခဲ့ပြီးနီးပြကြီးကလည်းအဲ့ဒီကံလန်ချက်ကိုရဲတင်းစွာနဲ့လက်ခံခဲ့ပါရင် အဲ့ဒါကတော့ပွဲပြတော်မဲ့ပြိုင်ပွဲတစ်ခုအတွက်တာခါမူရာကဝင်ထိုးပေးရမှာဖြစ်ပြီးအစံထိုးပွဲမဟုတ်ပဲတကယ့် professional ပွဲမှာထိုးရမှာဖြစ်ပါသည်ဒီအကြောင်းကိုပြိုင်ပွဲနေ့ရောက်မှတီးလိုက်ရတဲ့တာခါမူရာလည်းလမ်းသွားခဲ့ပြီးသူကိုယ်တိုင်ကအပြေးလေးချင်းရုံမဲ့လောက်ခဲ့တာဖြစ်လို့ကိုကိုကိုယုံကြည်ချက်မရှိပဲဖြစ်နေပါသည် ူ့ရဲ့ပြိုင်ဘက်က၄ဘွဲထိုး၄ဘွဲနိုင်တဘွဲခေကိုဆိုရဲရလတ်တွေပိုင်ဆိုင်ထားပြီးအင်တာဟိုက်ထိုးဘဲမှာချန်ပီယံဖြစ်လာပြီးနောက်ပရိုပေါဆာဖြစ်လာတဲ့သူဖြစ်ပါရင်ဒီဘက်မှာတော့တခါမူရာကတခါမှအဆံမထိုးခဲ့ဘူးတဲ့အပြင်ဒီပြိုင်ဘွဲကသူ့ရဲ့ပထမဆုံးပြိုင်ဘွဲဖြစ်တာကြောင့်အနေငယ်ဆိတ်လို့ရှာနေပါရင်နီးပြားကလည်းအရန်ဆိုးရိမ်နေပေမဲ့သူဆိုးရိမ်တာကတဖက်ကပြိုင်ဘဲအတွက်ဖြစ်ကြောင်းပြောပါရင် တခါမူရာကကဘာချိုင်ပြန်ဖြစ်လာဖို့မျှော်လင့်ရှင်ပေမဲ့ဘောင်းစင်းအကြောင်းဘာမှမသိရသေးပဲဒီပွဲမှသာရှုံးရင်ဂျင်ကားနဲ့ထွက်ပြစ်လိုက်ဖို့တွေးထားပါရင်ဒါပေမဲ့နီးပြကြီးကတော့တခါမူရာအပေါ်ရုံကြီးရက်တွေအပြည့်ရှိနေပါရင်ပွဲစားရရဲ့အခါပြိုင်မဲရဲ့လှုပ်ရှားမှုတွေလင်းမြန်လွန်းနေပြီးသူ့ရဲ့ထိုးချက်ကိုမရှောင်နိုင်တော့ဘူးလို့တခါမူရာတွေးမိလိုက်ပေမဲ့လင်းမြန်သွားရှောင်နိုင်လိုက်ပါရင်အဲ့နောက်ပြိုင်မဲကလင်းမြန်ပေမဲ့သူကိုယ်တိုင်ကပိုပြီးမြန်နေဆိုတာသဘောပေါက်သွားပြီးဘယ်လက်တီးတစ်ချက်မိခံလိုက်ပါရင် ပြိုင်မဲ့အထိနာသွားတာကိုမြင်လိုက်ရတော့တခါမှုရကလည်းနီးပြကြီးကိုတစ်ချက်ကြီးလိုက်ပြီးသူ့ရဲ့လက်ချင်းရဲတွေအကျိုးသားရောက်တာကိုသဘောပေါက်သွားခဲ့ပါရင်ပြိုင်မဲ့ကိုဘဲလက်သီးနှစ်ချက်နဲ့ညာလက်သီးတစ်ချက်ကုန်းမှုထိုးပေးလိုက်တော့ပြိုင်မဲ့လည်းမှောက်သွားခဲ့ပါရင် ရွယ်ကူစွာအနိုင်ရခဲ့တဲ့တတိဆဘောက်စွာလေးတာခါမူရာအတွက်ပြိုင်တဲ့တွေကလက်ခုပ်အော်ဘာတွေချီးမြှင့်ခဲ့ကြပါသည်။ဒီနေရာမှာတာခါမူရာရဲ့ချန်ပီယံလမ်းစဉ်ကြီးစတင်ခဲ့ပြီးသူ့ရဲ့နီးပြားကိုကမ္ဘာ့ချန်ပီယံအဆင့်ထိခေါ်သွားပေးမယ်ဆိုကအောင်ပွဲခံလိုက်ပါသည်။နောက်ရပိုင်းနီးပြားကြီးသူ့ချင်းစီသွားတဲ့အခါတာခါမူရာကနေရံတွေမှာဆေးအဝါရောင်နေနဲ့မတည်သက်စွာချက်လဲနေခဲ့ပါသည်။အဲဒါကြောင့်အချားလူတွေကနီးပြကြီးဒေါကန်မာကိုကြောက်နေကြပြီးနီးပြကြီးကလည်းတာခါမူရာကိုအပြေးလေးချင်ခံလိုက်ပါသည် အဲနောက်မှာတော့ဒီအယောင်ကကြီးရမဆိုတာကြောင့်ဈေးသက်သာမဲ့ဈေးရည်ဝယ်ပြီးဈေးသက်ချတုတ်လိုက်ဖို့ယာကြီးကိုမှာခဲ့ပါရင်အဲ့ဒီလိုအရင်အချိန်တွေကိုပြန်တွေ့မိနေတဲ့နီးပြကြီးလဲပြောင်းစီစီဖြစ်နေရပါရင်အဲအချိန်အီဘိုကအခန်းထဲကနေထူဆန်းတဲ့အတန်တွေကြားနေရတယ်လို့ပြောတော့နီးပြကြီးဝင်ရောက်ဆစ်ဆစ်လိုက်တဲ့အခါသတင်းထောက်မှလေကိုနှိုက်မိနေတဲ့တာခိုင်မူရာကိုတွေ့လိုက်ရပါရင် ပါရမီရှင်ချန်ပီယံကြီးရဲ့လက်သီးတွေကထူးခြားတယ်လို့သူ့ရဲ့နှာဘူးနိုင်စွမ်းတွေကလည်းအဆင့်တွေကျော်လွန်နေပြီမို့မိပြကြီးလည်းသူ့ရဲ့ရွှေထုတ်တော်နဲ့ထပ်မံပြီးဆုံးမပေးရပြန်ပါရင်ဒီနေရာမှာဒီအပိုင်းလေးကပြီးသွားခဲ့ပါရင်ဒီပိုင်းနဲ့ပြီးသွားခဲ့တာမဟုတ်ပဲစီဇန်1တစ်ခုလုံးပြီးသွားခဲ့တာဖြစ်ပါရင်ဒါပေမဲ့ movie နှစ်ခုနဲ့စီဇန်2ခုကျန်နေပါသေးတယ်အဲ့ဒါတွေအကုန်လုံးကိုလည်းအပြီးအထိတင်ပေးသွားမှာဖြစ်ပါရင် ဒီအချိန်မှာတော်ညာလေးတစ်ဖြက်လောက်ဝင်ပေးရသည်မိုဘိုင်းလေဂျန်ဂိမ်းမာတွေဒီ brother ရဲ့ channel မှာ diamond တွေဝယ်လို့ရတယ်လို့ခိန်အကောက်တွေလည်းဝယ်လို့ရပါသည်ချောင်ဘရိုလေးတွေအတွက်ဘိုင်ဝမ်ပွဲတွေ 5v5 ပွဲတွေစီစဉ်ပေးလေးအပြင်သူကိုယ်တိုင်အိတ်ဆိုင်ပြီးတော့စူကြီးတွေပေးဦးမယ်လို့လည်းပြောပါသည်ပွဲကြိုက်တဲ့ brother တွေအတွက်အဲ့လိုမျိုးပွဲတွေစီစဉ်ပေးပြီး giveaway တွေပေးဦးမှာမို့လို့ comment မှာချပေးထားတဲ့ link ကနေတစ်ဆင့်သူ့ရဲ့ telegram channel ကို join ထားကြလို့ရပါသည်